မနှုတ်စာရီမင်းသမီးရဲ့ခြေရာအမှတ်တစိပ်ပါတဲ့လက်တစ်ဖက်ရှိတယ်ဆိုတဲ့ကြောက်တတရာဇဝင်ဒဏ္ဍာရီပေါင်းများစွာနဲ့ကြောက်တတဒီကြောက်တတဟာမောင်တော်အတိတ်တရာလာမဖွင့်မပွင့်မယ်ဆိုတဲ့ကြောက်တတရွှေငွေကြောက်တန်ယရနာတွေအပြည့်ရှိတယ်ဆိုတဲ့ကြောက်တတအရိယာသူတော်စင်ဒီမသာဖွင့်လို့ရနိုင်မယ်ဆိုတဲ့ကြောက်တတ အခုတော့ငလင်တန်ကြောင့်ဖြိုချဖြက်စီးပြည်ရတော့ပေါ့ဖြစ်ပါလေတကယ်လို့ကြောက်တတာကြီးသားဖြိုချလွင့်စင်လာရင်ကြောက်တုံးကြောက်သားကြောက်မွားတွေနဲ့တူရွှေမိုးငွေမိုးဗရံများမိုးရွာသလိုရတနာတွေလွင့်စင်ထွက်ကြလာမှာလားနွားចောင်းသားလေးရဲ့လက်တစ်ဖက်ထွက်ကြလာမှာလားအင်္ဂလိပ်ခေတ်ကဘုံမှုကြီးတူရဲ့လက်ပြတ်တစ်ဖက်ထွက်ကြလာမှာလားစေရင်စင်ထားတဲ့မနုဿာရီမင်းသမီးရဲ့ဂျေယာအမတ်တစ်စစ်ပါတဲ့လက်ပြတ်ပဲထွက်လာမှာလား ဒန်နာဤဆန်လာတဲ့ကြောက်တတကြီးဟာမကြခင်မှာပဲအပီးတိုင်းကွယ်ပြောက်တော့မှာပဲဖြစ်ပါတယ်ဒီကြောက်တတကြီးဟာပြောရမယ်ဆိုရင်ငလင်ကြောက်35ဒီဂရီတင်းဆောင်းသွားတာဖြစ်ပါတယ်ပြိုကျပျက်စီးမဲ့ဘေးအန္တရာယ်နဲ့ကြုံလာပါတယ်ပချက်မှုရအဲ့ဒီကြောက်တတကြီးသာပြိုကျလာရင်တော့အောက်မှာရှိတဲ့မြို့ရာတွေဟာမတွေးဝင်စရာပါဒါကြောင့်အပြက်အစီးအထိအခိုက်ဆုံးရှုံးမှုနည်းနိုင်သမျှနည်းအောင်ကြောက်တုံးကြီးအောက်ခြေမှာရှိတဲ့ ရက်ကွက်တွင်မှလူတွေကိုနေအိမ်များမှယာယီစွန့်ခွာတန်းဆောင်ခံထားပြီးမိုင်းခွဲဖြိုချတော့မှဖြစ်ပါတယ်။ကျောက်တတကြီးနဲ့ကျောက်တတဇေဒီဟာပုံပြင်ဆန်ဆန်ဒဏ္ဍာရီဆန်ဆန်ယုံတန်းစကားတွေနဲ့ပြည့်နှက်နေတဲ့စိတ်ဝင်စားဖွယ်ရာတမိုင်းဝင်အမွေနဲ့ပြဒီကြောက်တတကြီးဟာကြောက်ဆယ်မျိုးမြို့မစည်းကြီးအရှင်မြောက်ဘက်ရွှေသားလျောင်းတောင်ခတ်ဆန်းဆောင်မှာတည်ရှိပါတယ်။ဟိုးရင်ခင်ကထုံးဖြူဖိုးစည်းကြီးလေးပါ။နောက်ပိုင်းမှာရွှေအောင်ကြောက်တုံးကြီးဖြစ် ရွှေစည်းတွေနဲ့ပူဇော်ကြတာပါ စူကြီးရက်ွက်သူရက်ွက်သားတွေကတရင်ကျွတ်လာပညာတိုင်းစင်မီပူဇော်တဲ့ကြောက်တတစေတီပေါ့ဒန်နာအီလာပါဇက်ပြောရစဉ်ဝင်တွေကဟိုးတော့ငါဆိုနေသူနေသားတွေပွဲလန်းသဘင်ရှိတဲ့ခါမှာကြောက်တတကြီးကိုတွားတတကြီးတွင်မှာရှိတဲ့ရွှေငွေလက်ဝိရဏတွေငှားရမ်းဝတ်ဆင်နိုင်ပြီးပွဲလန်းသဘင်ပြီးဆုံးရင်တဲ့ကြောက်တတကြီးပေါ်မှာပြန်တင်ထားရတယ်တဲ့ဂရိသ္စာမြဲကြတဲ့ နောက်ထန်နိုင်တစ်ခုအားဆိုရင်ကြောက်တတကြီးနေငယ်ဟာနေချင်းထဲကရွှေငွေရတနာလေးတွေကိုနွားချောင်းသားတို့ကမြင်မိရကလိုချင်တမတ်တကြီးနဲ့လောဘတကြီးသိယူမိလို့ကြောက်တတကြီးလိုလိုပြန်ပစ်ပြီးနွားချောင်းသားလက်တစ်ဖက်ပြက်ကျန်ခဲ့တဲ့။အင်္ဂလိပ်ခေတ်ကအရာရှိကြီးတယောက်လဲထုံနီးတူစွာပဲကြောက်တတကြီးတဲကရွှေငွေရတနာနှက်ယူရင်လက်တစ်ဖက်ပြက်ကျန်ခဲ့တဲ့။ငယ်စဉ်ကလေးကကြာဘူးနားဝရှိခဲ့တဲ့ဇလန်းလေးပေါ့။ ဇာတိမင်းသမီးခါရဲ့မနှုတ်ဆာရီဝတ္ထုတဲမှာလဲမပုံမတော့အောင်စင်းရင်စင်ထားတဲ့မနှုတ်ဆာရီမင်းသမီးရဲ့လက်ပြတ်တစ်ဖက်ရှိတဲ့ဒီလိုပုံပြင်တနာရီလိုလိုသမိုင်းတိုက်ဆန်လိုလိုအကြောင်းအရာတွေနဲ့ကြောက်တတာကြီးပဲဖြစ်ပါလိမ့်ကင်တာဆေးရင်မီးဝင်တောင်ရိုးရောက်မှမင်းဝင်တောင်ထိတ်မှရှိတဲ့တော့မှတော့နဲ့မှသာကြောက်တတာကြီးကိုဖွင့်နိုင်လိမ့်မယ်ဆိုတဲ့တပေါင်းလိုလိုစကားလည်းရှိပါသေးတယ်အခုတော့အဲ့ကြောက်တော့လေငလင်ကြောက်ပြိုကျတော့ဖြစ်ပါလိမ့် ကျောင်းဆက်မတန်းရတော့လောင်းစီသူမင်းတိုက်ခန့်လှည့်လေစဉ်ရွှေသားလျောင်းဖျားကိုဖူးမြော်တဲ့အခါစင်ခန်းတော်ဖျားတီထားတဲ့အခါကျောက်တစ်တာပေါ်မှာတက်တော်မူတော်ရောင်ကြီးတော်တွေတန့်ရက်တယ်လို့နမိတ်ထင်လို့ဒီနေရာငါ့ကိုဖျားတီစေလိုတယ်လို့အမှတ်တညာရှိပြီးကျောက်တစ်တာပေါ်မှာဇတိတစုတီထားကိုကွယ်ခဲ့ပါတယ်။စတင်တီစေက၉တောင်ပြည့်ဇတိဖြစ်ပေမဲ့လည်းပြန်လဲပြုတ်ပြင်မုံမှန်ကုသိုလ်ရှင်တို့က၁၃တောင်ပြည့်ဇတိဖြစ်ပူဇော်ကိုကွယ်ခဲ့တာပါ။ ထဲမှာရှင်ငွေကြောက်တံ brand များရဲနာအပြည့်ရှိတဲ့ဆိုပြီးလဲစကားတွေအများကြီးထွက်ခဲ့တာပေါ့နှလုံးစင်မှာတော့ကြောက်ဆယ်မျိုးစူးကြီးရက်ကွက်ရွှေသားလျောင်းတောင်ပေါ်မှာရှိတဲ့ကြောက်တတာစီတီလို့ခေါ်တဲ့ကြောက်တုံးကြီးပြုတ်ကျလာနိုင်လို့တောင်အုပ်နေရာတွေကိုအန်ဒီအေဆောင်ဖြစ်ခုတက်မှတ်ထားပါတယ်။ဘယ်နေ့ဖောက်ခွဲမလဲဆိုတာကြိုးတည်ပြီးမှလို့ပြောပါတယ်။ခုအချိန်ကြီးတော့မဖောက်ခွဲသေးပါဘူး။ ငလင်းကြောင့်ကြောတုံးကြီးပြုတ်ကျနိုင်ကြီးကလည်း60ရာခိုင်နှုန်းတော့ရှိနေလို့ရွှေသားလျောင်းတောင်ကျင်းမှာရှိတဲ့အရှိတ်ဘက်နဲ့နမိတ်ရွှေသားလျောင်းတောင်ကျိတောင်ဘက်နဲ့နမိတ်ဇီလန်မြောက်ဘက်နဲ့နမိတ်လေးမျက်နှာဖျားအနောက်ဘက်နဲ့နမိတ်မင်းရဲ့မြောင်းတွင်နေသူအားလုံးအများဆုံးရွှေပြောင်းကြဖို့တတိပေးထားဖြစ်ပါလေကြောတုံးကြီးကငလင်းတန်ကြောင့်ဟုတ်ကိုပြုတ်ကျဖို့က60ရာခိုင်နှုန်းရှိနေပြီရွှေသားလျောင်းတောင်ကျိစုကြီးရက်ွက်မြောက်ဘက်နဲ့နမိတ်နောက်ဘက်တောင်ဘက်ရှေ့ဘက် ဲ့ဒီအားလုံးက NDA ဇုံပဲလို့စီမံခန့်ခွဲမှုဖွဲ့ကပြောပါတယ်အရေးပေါ်ပြောင်းရွှေ့နေတိုင်းမဒေတာခဏနေနေနေထိုင်စရာလိုအဲ့ဒီတော့ဝေဘူးကြောင့်ဓမ္မယောမှာယာယီနေထိုင်နိုင်ဖို့စီစဉ်ပေးထားတယ်ဆိုပါတယ်ကြောက်တုံးကြီးကိုတော့သက်ဆိုင်ရာမျိုးနဲ့တာဝန်ရှိသူတွေကဖောက်ခွဲဖျက်ဆီးဖို့ကတေချာသလောက်ဖြစ်ပါတယ်ကျောင်းတုံးကြီးကတော်တော်ကြီးတယ်မြို့နယ်ကဖောက်ခွဲဖြက်စီဖို့လုပ်နေတယ်စူကြီးရက်ွက်လူတွေလည်းခုပြောင်းနေတယ်ဆိုပါတယ်ကျောင်းတုံးကိုမိုင်းခွဲဖြက်စီပြီးနောက်အန်ဒီယေဆုံဖြစ်ကင်းရှင်းကြောင်းတတ်မှတ်ထုတ်ပြန်ပြီးမှသာ ပြန်လည်နေထိုင်နိုင်ကြောင်းအသိပေးပြီးမှပြည်သူတွေပြန်လည်ဝင်ရောက်နိုင်တယ်လို့လည်းသတိပေးထားတာဖြစ်ပါတယ်။ဒီကြောက်တတာအကြောင်းပြောတော့ကြောက်တတာနဲ့ပတ်သက်တဲ့ဒဏ္ဍာရီလာဖြစ်ပျက်လေတွေကိုလည်းလေ့လာမိတော့ပြောချင်တယ်ဗျ။ကြောက်တတာစေတီဟာမန္တလေးတိုင်းကြောက်စင်မြို့စုကြီးရဲ့ရွှေသာလောင်းတောင်ဆောင်မှာတဘာဝတိုင်းတည်ရှိတဲ့တတာပုံတန်ကြောက်တုံးကြီးပေါ်မှာတပ်ပယ်ကျင်ရွယ်ဖူးတွင်နေပါတယ်။ရွှေသာလောင်းတောင်ပေါ်မှာရောက်ခင်လမ်းခွလက်မှာကြောက်သိမ်းမောစေတီနဲ့ကြောက်မန်းနဲ့လည်းရှိပါတယ်။ ဒေသခံတွေကတော့တောင်ပေါ်ကအကျောက်တတကြီးကိုအုတ်တဆောက်တိုင်နန်းရှင်တွေစောင့်ရှောက်တယ်လို့ခုထိယုံကြည်နေတော့မယ်ဗျ။ဗဇက်ရဆိုရင်တွေကတော့အများကြီးပေါ့။ဒီတတကိုဖွင့်တဲ့ကျောက်တော်ဟာအမေတောင်ကြီးရှင်နဲ့ရွှေမင်းဝင်တောင်ပေါ်မှာရှိတယ်တဲ့။ရွှေမင်းဝင်တောင်ပေါ်စီဒီအရှိမြောက်ရက်မှာ78ပေကန်ရှိတဲ့ကျောက်တန်ကြီးပုံစံတည်ရှိပါလေ။အမေတောင်ကြီးရှင်ကတောင်ဆောင်နဲ့ဖြစ်ကျောက်တော်ကိုထိန်းသိမ်းတယ်တဲ့။ရွှေသားလျောင်းတောင်ကြီးမှာတော့စင်ဖြူဝကျောင်းရှိပါလေ။အဲ့ဒီစင်ဖြူကြီးကိုထိန်းချုပ်နိုင်တာကတော့ ရွှေသာရောင်းတောင်အရှိမြောက်ဘက်မင်းမွေးတောင်မှာရှိတဲ့ဥဒေနာနယ်ပယ်ဖြစ်ပါတယ်။ဥဒေနာစင်နမင်းရဲ့ဒဏ္ဍာရီကတော့ဒီလိုပါ။မီဇီမဒေတာကောတဘီပြည်ကိုအစိုးရတဲ့ပူရန်တပမင်းကြီးရဲ့မိဖုရားမှာနဲ့ကိုဝင်ရင့်မှာနဲ့နိုင်ရင်ပြင်မှာကပလာနီ ချုံပြီးနေပူစာလှုံနေတော့ငှက်စင်ကြီးကအဲ့ဒီမိဖုရားကိုတားတက်မှတ်ပြီးတုတ်ချစ်ပါလေမိဖုရားကလည်းဒိဋ္ဌိရှိလို့အတန်မပြည့်ဘဲညင်ညင်သက်လိုက်သွားပါလေ ငှက်စင်ဟာသူ့အစာစားနေရာအလကပတောင်ကြီးမှာရှိတဲ့ညောင်ပင်ရောက်တော့မိဖုရားကြီးကိုအစာမှတ်နဲ့ချလိုက်ပါတယ်ငှက်တို့တဘာဝအရအာလန်းကိုပြန်ကြည့်တော့အခွေရေးချောင်းနဲ့မိဖုရားကြီးဟာ၆လက်မောင်းထုတ်လိုက်ပါတယ်အဲဒီမှာငှက်စင်လည်းလန့်ပြီးပြေးပါတယ်ငှက်စင်ကြီးတော့ယူမကြိုက်မှပဲနေဝင်တော့ပါတယ်မိဖုရားကြီးလည်းဖြစ်ချင်တော့ခလေးမွေးချင်လာပါတယ်အဲဒီချိန်ရရှိမနာကမိုးကထစ်ချုံပြီးမှောင်မဲနေပါတယ်တော်ကြီးမြေမှာညအခါမအေးဝင်ပဲမျက်စိတငယ်နားတငယ်နဲ့မိုးလင်လာပါတယ် လက်ကပတောင်ကိုမိပြတဲ့လက်ကပရဲ့စိတ်ဟာမိုးလင်းတော့မိုးကြီးတဲ့နေ့မှာတသိဝက်လံမရှာပဲငှက်စင်ရဲ့စားကျင်းစားကြအယူတွေလာကောက်လို့ရှိပါတယ်။ဒီယိုးတွေကိုထုက ပြုတ်ရတော့တယ်လို့ဆိုပါတယ်။နက်လင်းတော့မိုးခါဖြစ်တဲ့အလျောက်ရသေးကြီးယိုးကောက်လာပါတယ်။လူတန်ကြားလို့မေးကြည့်တော့မိဖုရားကြီးနဲ့ခလေးကိုမြင်လို့ကဲဆယ်တော့ပါလေ။မင်းမွေးတော်မြောက်ဘက်အနှဲငယ်မြင်တဲ့နေရာကိုတကူရှိပါတယ်။ဒီကိုကိုယနေ့ထိမင်းမွေးကူလို့ခေါ်ပါတယ်။ မွေးလာတဲ့မင်းသားကိုဥဒေနာလို့မိမိခေါ်ပါတယ်အလကပရသည်ကိုဆွဲပြူပြီးအလကပတောင်လို့ခေါ်တာကလည်းမင်းသားမွေးတဲ့ကြောင့်မင်းမွေးတောင်လို့ပြောခေါ်ပါတယ်ညောင်မင်းကိုလည်းဥဒေနာညောင်ပင်လို့ခေါ်ပါတယ်မင်းသားရဲ့ရောက်တော့ရသည်ကမင်းသားကိုအထာရသဆက်ရှိအသင်ပေးတယ်စောင်းဒီပီစင်ကိုလာစီသွားစီတဲ့ကားတာစင်လာစီတဲ့ကားတာယူပြီးစောင်းဒီရင်စင်နေလာကြတာဟာတကယ်ကိုအပြစ်ဖြစ်ပါတယ်ဖောင်းခင်ပြင်းကငှက်ချီ တော်တဲ့မိဖုရားနဲ့သားတော်ကိုနှစ်ပေါင်းများစွာလက်ရှာပြီးမှတော်တဲ့ပြန်တွေ့ပါလိမ့်။အဲတော့သားတော်ဥဒိနာကိုထိနှံပေးတိုင်းပြည်အုပ်ချုပ်မင်းလို့စေပါလိမ့်။ဥဒိနာပြည်နယ်ရဆန်တော်ဂျာမင်းကစင်တွေကိုထိန်းချုပ်တဲ့နှက်ဖြစ်ပေးသနာတယ်တဲ့။ကျောက်တရရဲ့ဒနာကြီးကတော့ကျောက်တရတဲ့ကရန်နာပစ္စည်းတွေကိုမနှုတ်စာကြီးလို့ခေါ်တဲ့မင်းမပြူလေးတူကိုသာယူဆောင်သုံးစွန့်ပြုပါလိမ့်။ဒီနေ့မှာတော့မနှုတ်စာကြီးဟာတခြားသူတွေကိုကူညီဖို့စိတ်ကူးနဲ့ရန်နာရဲ့နှိုက်ဝူကြိုးစားပါလိမ့်။ အဲ့ဒီမှာကြောက်တက်တာအလိုလိုပိတ်ပြီးမနှုတ်ဆာကြီးလက်တစ်ဖက်လဲကြောက်တက်တာလဲကြံခဲ့တယ်တဲ့မနှုတ်ဆာကြီးဟာကြောက်တက်တာတိုက်မှာ financial ဖြစ်ပြီးရန်နာပစ္စည်းတွေကိုနောင်ပွင့်မဲ့ဖျားရှင်ကိုလူတန်းမှုအတွက်စောင့်ရှောက်နေရရှာပါတယ်ဖျားပွင့်တဲ့အခါရွှေသားလောင်းတောင်ကြီးမှာရှိတဲ့ကြောက်စင်ဖြူကြီးကအသက်ဝင်လာပြီးမေတောင်ကြီးရှင်ရဲ့ရွှေမင်းဝင်တောင်ကကြောက်တော့ကိုလာနှုတ်မယ်နှုတ်ပြီးတာနဲ့ရွှေသားလောင်းတောင်ကကြောက်တက်တာကိုဒီတော့နဲ့ဖွဲ့မယ်အဲ့ဒီမှာမနှုတ်ဆာကြီးလက်တစ်ဖက်ပြန်ရပြီး financial အားလုံးကြောက်တက်တာတဲ့က ရွှေမြူရဲနာတွေကိုကြောက်တင်းပေါ်နဲ့တဲဖះပွင့်ရကိုတွားဖူးကြမယ်တဲ့ဖះကိုရွှေချောင်းဆောက်လူတမ်းမယ်တဲ့ကျွတ်တန်းဝင်ကြမယ်တဲ့ဒါကတော့သူ့ရဲ့ဒဏ္ဍာရီလာအပြောတွေပါတကယ်လို့သာဖြိုချလိုက်ရင်တော့ရှေဟောင်းသမိုင်းဝင် ကြောက်တစ်တာစီဒီဟာပကတိမှန်တရားကတော့မစက်ရဆိုရင်အနေနဲ့သာကြမ်းရှိတော့မှာပဲဖြစ်ပါလိမ့်ဝန်နဲ့ကြေကွဲဖို့တော့ကောင်းလာပါလိမ့်တဘာဝဘီရဲ့အကြောင်းမလို့ဘယ်သူမှမလွန်ဆန်ရတဲ့တရားပဲဖြစ်ပါလေ